โอเคတော့ကျွန်တော်တို့ YouTube ကနေပြီးတော့ငွေရှာတဲ့နီးလန်း၅ခုကြောင့်ကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာပြောပြမယ်။အဲ့တော့ဟုတ်ပြီခုနကကျွန်တော်ပြောခဲ့တဲ့ကြညာကြညာတွေကနေပြီးတော့ကျွန်တော် YouTube ကနေငွေရလေးရှိတယ်။နောက်တခြားဘာနည်းနဲ့နေရှိသေးလဲ။ကျွန်တော်တို့ဘာတွေထပ်ပြီးတော့ဒိုးချက်လို့ explore လုပ်လို့ရသေးလဲပေါ့နော်။အဲ့ဒါလေးကိုဒီဗီဒီယိုမှာကျွန်တော်ပြောပါမယ်။ Creative Google Essence ဒါတော့ကျွန်တော်ခုနကပြောခဲ့ပြီးပြီကျွန်တော်တို့ YouTube ကနေပြီးတော့ကြော်ညာထည့်တဲ့ဟာအဲ့ဒါကို Google Essence လို့ခေါ်ပါတယ်အဲ့စကားလုံးမှတ်ထားပါ Essence ပါ ADSENSE Essence အဲ့တော့ Google Essence YouTube ပေါ့နော် YouTube ကနေကြော်ညာထည့်တဲ့ဟာကိုပြောတာဆိုတော့ Google Essence ကခုနကပြောတဲ့ကျွန်တော်တို့ရဲ့ဗီဒီယိုအရှိမကြော်ညာလာပြရင်သူ့ရဲ့အဲ့ကြော်ညာကရတဲ့ပတ်စံရဲ့65%ကိုကျွန်တော်တို့ပေးပါတယ်ဒါဒီကျွန်တော်တို့ YouTube ကနေကျွန်တော်တို့ ဟို creator တွေကိုပြန်ပေးတဲ့ကျွန်တော်တို့ဒီ weapon new ပေါ့เนาะကျွန်တော်တို့ရတဲ့ဝင်ငွေပါအဲ့တော့ဒါဒီနံပါတ်1အဲမြန်မာနိုင်ငံမှာကျွန်တော်များများ youtuber အားလုံးဒီပါအဲ့ဒါကိုကျွန်တော်တို့မှန်းကြပါတယ်အဲ့ဒီကိုလည်းတွားဖို့လုပ်ကြပါတယ်ကျွန်တော်တို့လည်းအဲ့ဒီကနေဝင်ငွေရပါတယ်ဆိုတော့ကျွန်တော်ရဲ့ဒီ main channel မှာဆိုရင်ဒေါ်လာ900လောက်ပုံမှန်အမြင်နဲ့ရပါတယ်လာတိုင်းရပါတယ်အဲတခြား channel တွေမှာဆိုလို့ရှိရင်တော့အဲ့ဒီထက်မကဘူးရတဲ့ channel တွေလည်းရှိပါတယ်ဒါထားပါတော့ဆိုတော့အဓိကတော့ဒါကျွန်တော်ခုနကပြောခြင်းတဲ့ Google AdSense ကခုန main income source ဖြစ်တယ်ဒါပေမဲ့အဲ့ဒါတခုနဲ့မပီယူတခြားဟာတွေရှိသေးတယ်တခြားဟာတွေကပိုတော့မိုက်သေးတယ်เนาะအဲ့ကျွန်တော်အဲ့ဒီဆက်ပြောပြမယ် sponsorship နံပါတ်1 sponsorship ကကျတော့ကျွန်တော်တို့ဗါလဲဆိုတော့ကျွန်တော်တို့ရဲ့ audience တွေရှိလာပြီကျွန်တော်တို့က audience ရှိလာပြီကျွန်တော်တို့လူတွေကသဘောကျလာကျွန်တော်တို့ community ရှိလာပြီဆိုရင်ကျွန်တော်တို့ကို sponsor ပေးတင်တဲ့လူတွေရှိလာဥပမာ အကွယ်ကိုပြောနေရင်ဒီဒီဒီ product လေးကိုဒီဖုန်းလေးကိုအကြောင်းပြောပြပေးပါလားအဲဒါမှမဟုတ်အခု video ထဲမှာဖုန်းလေးကြောင်ကြောင်ထည့်ခြင်းနဲ့ဖုန်းမှာ sponsor လေးကျွန်တော်ပေးမယ်ဖုန်းဖုန်းလေးပေးမယ်ပတ်စံလေးပေးဦးမယ်ကိုကဖုန်းလေးသုံးပြီးတော့မှပြောပြောပြပေးပါလားအဲသဘောကဒါမျိုးပေါ့နော်ဆိုတော့ဒါဖြစ်ရင်ကောင်းမယ်ဒါဆိုဖုန်းရရင်ကောင်းမယ်ဆိုတော့သဘောကအဲ့လို sponsorship ပေါ့ sponsorship နဲ့ပတ်စံရှာတဲ့ဟာတွေရှိတယ် brand တွေကနေ sponsor ပေးတာရှိရယ် product တွေ sponsor ပေးတာရှိရယ်နောက်ဆုံး sign တွေကနေ sponsor ပေးတာရှိတယ် ဆိုတော့ဒါဒီ sponsorship ကနေငွေရှာတာပေါ့နော်ဆိုတော့ဘယ်လိုလုပ်ရမလဲဆိုတာတွေကိုစိတ်ပူပူနဲ့ကျွန်တော်အားလုံးကိုပြပြချင်းပြပြချင်းကျွန်တော်တင်ပေးသွားမယ်ကျွန်တော်ကျေဒါကတော့ဒီမှာ introduction နဲ့ဒါတွေရှိတယ်ဆိုတာလေးကိုကျွန်တော်ပြောချင်တာโอเคနောက်တစ်ခုဆက်သွားရအောင် digital products အခုကျွန်တော်တို့ဒီမှာ online training တက်နေကြပြီဒါဒီ digital products တခုပဲနောက်ပြီးတော့လို့ရှိရင် ebooks တွေအဲ့တော့ကျွန်တော်တို့ ebooks တွေရှိတယ်အဲကျွန်တော်တို့ဒီဟိုကျွန်တော်ရေးထားတဲ့ ebook တခုပေါ့ဗျာအဲ့ဒါလေးကျွန်တော် ရောင်းမယ်အဲ့ဒါလေးကျွန်တော် download ဆွဲပြီးကျွန်တော်ရောင်းလို့ရတယ် နောက်ပြီးတော့လို့ရှိရင်ကျွန်တော်တခြားဒီမှာကျွန်တော်ထည့်ရေးမထားတဲ့ templates တွေရှိတယ်။အဲပြီးရင် digital music တို့ digital artwork တို့နောက် photography videography ဒါမျိုးတွေကျွန်တော်တို့အများကြီးလုပ်လို့ရတယ်။တော့ဒါသည်အဲ digital products ကျွန်တော်ပစ္စည်းကိုရောင်းတာပေါ့နော်။ဒါပေမဲ့ physical product လို့ထိတွေ့ကြနေလို့ရတဲ့ပစ္စည်းမျိုးမဟုတ်ဘူး။အဲကျွန်တော်တို့ digital လို့ခေါ်တယ် online ကနေရောင်းတဲ့ပစ္စည်းမျိုးစား။အဲ့တော့ဒါသည်လည်းကျွန်တော်တို့အာကျွန်တော်တို့ online ကနေကျွန်တော် YouTube ကနေဝေရှာလို့ရတဲ့နေရာတစ်ခုလည်းဖြစ်တယ်။ service service ကကျတော့ကျွန်တော်တို့ဘာလဲဆိုလို့ရှိရင် save your time for money ကျွန်တော်တို့ငွေရဖို့အတွက်ကိုအချိန်နဲ့လဲလဲတာအဲ့တော့အခုကျွန်တော်ကိုလာပြောကြတယ်ကိုရဲ့ကျွန်တော်ရဲ့ channel လေးကိုစစ်ပေးပါကျွန်တော်အခုနဲ့ကျွန်တော်နဲ့ဟို consultancy လိုချင်တယ်ကျွန်တော်အခုရှိရနေပြီးတော့ consultant idea တွေကျွန်တော်လိုချင်တယ်ကြားတယ်ကျွန်တော်တို့ per hour နဲ့ charge လုပ်ပြီးတော့ service ပေးပေးတယ်အဲ့တော့ဒါဒီကျွန်တော်ခုနကပြောရဲ service ကိုရအောင်ကိုပါကျွမ်းကျင်တယ်လေကို join လာအောင် service နဲ့ရောင်းနေရတယ်ဘယ်လိုလုပ်ရမလဲစေဘူးနဲ့ တင်ပေးမယ်ခဏလေးစောင့်အဲ့တော့နောက်ဆုံးတစ်ခု physical product physical product ကတော့ရှင်းပါခုန digital product ဆိုထိတွေ့ကန်ကြလို့ရတဲ့ဟာမျိုးမဟုတ်တာမျိုးမဟုတ်ဘူးထိတွေ့ကန်ကြလို့ရတဲ့အပြင်အပစ္စည်းတွေပေါ့ဥပမာကျွန်တော်ကဖုန်းအကြောင်းပြောတဲ့ entrepreneur တယောက် youtuber တယောက်ပေါ့ဒါဆိုရင်ကျွန်တော်ဖုန်းကဘာရောင်းလို့ရဖုန်းစခွင့်ကရောင်းလို့ရအဲဒါမျိုးပေါ့နော်ဆိုတော့ဒါဒီခုနကပြောတဲ့ physical product အဲ့တော့ကျွန်တော်တို့ ကို niche နဲ့ဆိုင်တဲ့ပစ္စည်းတွေကိုရောင်းလို့ရတယ်။နောက် march march ဆိုပါဆို merchandise တွေအတူပေါ့။ merchandise ဆိုတာပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ brand ပါတဲ့ပစ္စည်းတွေပေါ့။ဥပမာကျွန်တော် brand ရိုက်ထားတဲ့ memory stick ကျွန်တော် brand ရိုက်ထားတဲ့ coffee ခွက်ကျွန်တော် brand ရိုက်ထားတဲ့ mouse အဲဒါကို brand နဲ့ဆိုင်တဲ့ဟာပေါ့။ကျွန်တော်တို့ဒီ mic company နဲ့ပေါင်းပြီးတော့မှကျွန်တော် brand တက်ထားတဲ့ mic လေးထုတ်ရအောင်ပဲ။ဒါမျိုးလေးလောက်လောက်လို့ရတယ်။ဆိုတော့အဓိကကခုနပြောသလို fan ရှိလာပြီ။ကိုယ်ကပရိသတ်ရှိလာပြီဆိုရင်ရောင်းလို့ရတယ်။ဒါသည်ကျွန်တော်တို့ physical uh forest buy ဖြစ်ပါလေ။ โอเคအဲ့တော့ကျွန်တော်တို့က Google AdSense တကူတွေကိုအားကိုးစရာမလိုဘူးဒီစာနေတဲ့နေရှိသေးတယ်တခုတော့ရှိတယ်ကိုရွေးချယ်ခဲ့တဲ့ niche ပေါ်မှာမူတည်တာပေါ့ဗျာကျွန်တော်ခုနကပြောသလိုဟိုကျွန်တော်တို့ money making niche ကိုရွေးခဲ့တယ်ဆိုရင်တော့ကျွန်တော်တို့ဒါတွေလုံးလို့ရချင်မှာရမယ်ဒါပေမဲ့ကျွန်တော်တို့ view များတက်ပြီးပတ်ဆိုင်ရှာလို့လည်းရတယ်။သူ view အများကြီးသူကတော့ view အများကြီးရမှာပဲ။ view အများကြီးရတဲ့လမ်းကြောင်းတွေကျွန်တော်ဒီဘက်က training ပေးလို့ရတဲ့လမ်းကြောင်းတွေကျွန်တော်တို့ income ချင်းသွားတူတာလေမျိုးလည်းဖြေကောင်းဖြစ်နိုင်တယ်။ ဆိုတော့တော့သူကအရင်အောင်မြင်သွားပြီးတော့အဲကျွန်တော်ကျွန်တော်ငွေရှာတဲ့ channel အနေနဲ့အရင်အောင်မြင်သွားပြီး view တွေအများကြီးရလို့ရှိရင်ကျွန်တော်ဒီဘက်က merchandising အဲထုတ်ရောင်းတာ digital product ရောင်းတာတွေနဲ့လည်း income တူတာလိုလည်းရှိနေတာပဲเนาะတချို့တွေဆို6000တောင်များသေးတယ်ဆိုတော့ပြောဆိုလာ9000တောင်တော့ရတယ်ပါမလဲရှိကောင်းရှိမယ်လေတပေါ့ဆိုတော့အဲ့တော့ဒါတော့ခုနကကျွန်တော်ပြောသလိုကိုယ့်ရဲ့ niche ပေါ်မှာပဲမူတည်ပါတယ်အဲ့တော့ဒါလေး YouTube ကနေပြီးတော့ငွေရှာတဲ့နီလန်9ခုဖြစ်ပါတယ်နောက် video ပေါ်တွေ့မယ်